။ဒီဝါလုံးစုပေါင်းပြီးတော့မှရွာပြည့်တွေရွတ်ကြတယ်။ပရိတ်ချီမြင်နေအိမ်တွေမှာ တွေ့တန်းကြတယ်။အဲပရိတ်ပန်းတွေအိမ်တွေအိမ်ဦးတိုင်းတွေမှာထိုးကြတယ်။ပရိတ်သေးတွေအိမ်ချန်သီးရိုးတွေမှာပက်ဖြန်းကြတယ်ပေါ့နော်။အခုလိုဂါထာတွေရွတ်ဖတ်ပြီးတော့မှရေသင်တွေသွန်ဖြန့်လိုက်ယုံနဲ့အန္တရာယ်တွေကကင်းသွားပြီလားဒါကိုလည်းဥသင်တို့လက်တွေ့ကြကြတွေ့တော့ကြမှာပဲဖြစ်ပါတယ်အားလုံးပဲတော်လန်တော့နေတဲ့ပါဥသင်တို့ဒီကနေ့မှာတော့ မြန်မာနိုင်ငံမှာတန်ခါအုပ်ချုပ်လို့ခေါ်တဲ့ဘုန်းကြီးတွေစစ်မိတ်စာစစ်ဘလူဖက်စစ်စစ်တမရင်းတပ်တို့ခိုင်းစေချက်အရနေပြည်တော်မှာရဟရင်တွေနဲ့လှည့်လည်ပြီးတော့ပြည့်ရွတ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့ဦးဇင်းတို့ဒီနေ့ဆုံးဖြတ်သုံးသပ်ဝေဖန်သွားကြမှာပဲဖြစ်ပါတယ်ဝေဖန်မှုမသတင်ခင်မီမှာဒီဘုန်းကြီးတွေပြည့်ရွတ်တဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှတင်ပြထားတဲ့ သတင်းတင်ပြချက်တစ်ခုကိုအားလုံးလေ့လာကြပါမယ်။ပြည်သူများဘေးရန်နေရပေါင်းကင်းရှင်ပြီးငြိမ်းချမ်းသာယာစေရဲ့အတွက် AB 16ရက်မနက်9:00နာရီမှာဆရာတော်ကြီးများကပြည်တော်စုနယ်မြေနေပြည်တော်ဝင်းဟင်မှာရဟတ်ရင်ဖြင့်အန္တရာယ်ကင်းပရိတ်တရားတော်များရွတ်ဖတ်ပြီးပရိတ်ရည်များပတ်ပြန်းတော်မူကြပါတယ်။ပထမဦးစွာနေပြည်တော်ပြည်မနာမြို့ မင်္ဂလာစေယုံပါဠိတက္ကသိုလ်ကျောင်းတိုင်ဆရာတော်အက္ကမဟာပန္တိတအက္ကမဟာတတ္တမဇောတိကတစဗတ္တနဝိမလဗုဒ္ဓအမှုပြုတဲ့ဇေယတော်ကြီး6ပါးတို့ဟာတတ်မတော်ယဟယံဖြင့်ပြည်တော်စုနယ်မြေနေပြည်တော်ဝင်ဟင်မှာအန္တရာယ်ကင်းပိရိတ်တရားတော်များလှည့်လည်ရွတ်ဖတ်ကြပါတယ်ယဟယံဖြင့်အန္တရာယ်ကင်းပိရိတ်တရားတော်များလှည့်လည်ရွတ်ဖတ်ရမှာသာသနာ့ရင်းနှင့်ယဉ်ကျေးမှုဝင်ကြီးဌာနမှတာဝန်ရှိသူများ တပ်မတော်မှတာဝန်ရှိသူများနဲ့ကျန်းမာရေးဝန်ကြီးဌာနမှတာဝန်ရှိသူများကဇရာတော်ကြီးများဤကပိယကာရကအဖြစ်လိုက်ပါပြီပရိတ်ရည်များပတ်ဖြန်းကုသိုလ်ယူဆောင်ရွက်ခဲ့ကြတယ်လို့သိတဲ့ရရှိပါတယ်ခင်ဗျာဒါကတော့ဘုန်းကြီးတွေရဟယင်နဲ့လက်လဲပြီးတော့ပြည့်ရွတ်တဲ့ဗီဒီယိုကိုလေ့လာခဲ့ကြရတာပဲဖြစ်ပါတယ်ဒီဗီဒီယိုဖိုင်ကိုကြည့်ပြီးတော့ online ပေါ်မှာတော်တော်များများကလည်းလောင်ပြောင်တေရခနဲ့နေကြတာတွေလည်းအလုံးတွေ့ကြမှာပါငလင်လှုပ်တာက မြေကြီးထဲမှာလှုပ်တာဖြစ်တဲ့အတွက်အနေရကင်းကြရင်အဝီသည့်ဆင်းပြီးရွတ်ကြပါလားဆိုပြီးတော့ဒါမျိုးတွေဝေဘာနေဝေဘာနာတွေခနဲ့လာတာတွေတွေ့ရပါတယ်ဆိုတော့ဦးသိန်းတို့ကစဉ်းစားရမှာကအနေရကင်းပိိတ်ဆိုတဲ့ခေါင်းစဉ်နဲ့တက်ပြီးတော့မှပိိတ်တွေရွတ်ကြတာပေါ့နော်ညော့ဒီအနေရကင်းပိိတ်ရွတ်ခြင်းဟာဗုဒ္ဓရဲ့အလိုကြလားဆိုတာလေဦးသိန်းတို့ကပြန်လေတွေးတောကြမှာပါအခုလိုဂါထာတွေရွတ်ဖတ်ပြီးတော့မှ ရေသင်တွေသွန်ဖြန့်လိုက်ုံနဲ့အန္တရာယ်တွေကကင်းသွားပြီလားဒါကိုလည်းဥဒင်းတို့လက်တွေ့ကြကြတွေ့တော့ကြမှာပဲဖြစ်ပါတယ်ဆိုတော့ဥဒင်းတို့နိုင်ငံမှာခုလက်တော်လောဖြစ်နေတာကတော့ငလင်းအန္တရာယ်ပေါ့နော်ငလင်းအန္တရာယ်လက်လောဖြစ်တယ်နောက်တစ်ခုကမိုးကြီးရေချမ်းခြင်းအန္တရာယ်လက်လောဖြစ်တယ်မန္တလေးမှာဖြစ်ခဲ့ပါတယ်ရှေ့လျှောက်မှာဆိုလို့ချင်တော့ဥဒင်းတို့မေလာထဲမှာရောက်လာပြီဆိုရင်ဒါမှုန်တိုင်းအန္တရာယ်တွေဖြစ်လာတော့မှာပါဥဒင်းတို့တဘာဝဘေးအန္တရာယ်တွေဆိုတာကကြိုတင်ပြီးတော့ခမန်းလို့သိရှိလို့ရတဲ့ တဘာဝဘေးအန္တရာယ်တွေရှိသလိုကြိုတင်ခံမှန်းပြီးတော့သိရှိလို့မရတဲ့တဘာဝဘေးအန္တရာယ်တွေရှိပါတယ်။အဲဒါတွေကိုလည်းဥစဉ်တို့ကွက်ကွက်ပြားပြားနဲ့သိထားဖို့လိုပါတယ်။ဒီတော့ကြိုတင်ခံမှန်းပြီးတော့သိထားတဲ့တဘာဝဘေးအန္တရာယ်တွေပဲဖြစ်ဖြစ်ကြိုတင်ခံမှန်းလို့မရတဲ့တဘာဝဘေးအန္တရာယ်တွေပဲဖြစ်ဖြစ်ပေါ့နော်။ဒီအန္တရာယ်တွေဟာပိယိတ်တွေဂါထာတွေမန္တန်တွေရွတ်ဖတ်လို့ပျောက်ကင်းသွားတယ်ဆိုတာဥစဉ်တို့ကြားလဲမကြားဘူးပေါ့ဘုရားကျမ်းစာထဲမှာလည်းမတွေ့ဘူးပေါ့ တကယ်အန္တရာယ်ကင်းကျင်တယ်ဆိုလို့ရှိရင်ဦးဇင်းတို့ကအန္တရာယ်ဖြစ်ရာဖြစ်ကြောင်းတွေကိုဦးဇင်းတို့တွေးတော့ကြာမှာပါနောက်တစ်ခုကတဘာဝဘေးအန္တရာယ်တွေတွေမဟုတ်ဘဲနဲ့လူတွေပြုလုပ်ဖန်တီးတဲ့အန္တရာယ်တွေလည်းရှိပါတယ်အဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်စစ်ဘေးအန္တရာယ်ပဲဖြစ်ပါတယ်စစ်ကြောင်ဖြစ်တဲ့ဘေးအန္တရာယ်တွေရှိမယ်အဲ့ဒါကိုတတ်ထန်တရာကတ်လို့လည်းခေါ်ပါတယ်နောက်ကရောဂန်တရာကတ်ယောဂါကြောင်ဖြစ်တဲ့ဘေးအန္တရာယ်တွေအဒုဘိကန္တရာကတ်ငတ်မခေါင်းပါခြင်းကြောင်ဖြစ်တဲ့ဘေးအန္တရာယ်တွေပေါ့ဒါတွေကတော့လူတွေ ြုတ်လို့ဖန်တီးလို့ရတဲ့ဘေးအန္တရာယ်တွေဖြစ်ပါတယ်ဆိုတော့ဒီလိုအန္တရာယ်တွေကိုဦးသိန်းတို့ဟာဂါထာတွေယွတ်မန္တန်တွေယွတ်ပြိတ်တွေယွတ်ပြီးတော့ပျောက်ကင်းအောင်ဦးသိန်းတို့ခက်ဆက်ဆက်ဂျိုးပန်းခဲ့ကြပါတယ်ဦးသိန်းတို့အရက်ဒေတာတွေမှာဆိုလို့ရှိရင်နှစ်သန်း၁ရက်နှစ်ကာလလွန်တဲ့ဒီဘက်တစ်ဘက်လောက်အထိပေါ့နော်9ရက်လောက်အထိကိုရွာတိုင်းရွာတိုင်းမှာရွာပိတ်ဆိုတာယွတ်ပါတယ်တရွာလုံးစုပေါင်းပြီးတော့မှရွာပိတ်တွေယွတ်ကြတယ်ပိတ်ချီမြင်နေအေးအိမ်တွေမှာ တွေ့တန်းကြတယ်အဲပိတ်ပန်းတွေအိမ်တွေအိမ်ဥတိုင်းတွေမှာထိုးကြတယ်ပိတ်သေးတွေအိမ်ခြံစည်းရိုးတွေမှာပက်ဖြန်းကြတယ်ပေါ့နော်ဒါဟာအန္တရာယ်တွေကင်းဖို့ဆိုတဲ့ရွေချက်တွေနဲ့ပက်ဖြန်းခဲ့ကြတာဖြစ်ပါတယ်မြန်မာနိုင်ငံအဝင်းမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်တွေနှစ်စဉ်နှစ်တိုင်းနှစ်စဉ်တစ်ရက်နေတိုင်းဒီအလေးအထားလုပ်ကြပါတယ်လုပ်ပင်လုပ်တော်ညာလဲပဲဦးသွန်းတို့နိုင်ငံဟာတကယ်အန္တရာယ်ကင်းခဲ့ရလားဒီအလေးအထားကိုဘယ်ခေတ်ဘယ်ခါကသာလုပ်ကြမှန်းဦးသွန်းတို့ မသိပါဘူးဦးဇင်းတို့ရဲ့အဖိုးဖွားဒီလက်ထက်ကလေးကသာလုံနေတာ ဖြစ်ပါတယ်ဦးဇင်းတို့အဖိုးဖွားတွေကိုပြန်မေ့ကြည့်မယ်ဆိုလို့ရှင်တယ်သူတို့အဖိုးဖွားတွေလက်ထက်ကလုတ်ခဲ့ကြပါလိမ့်မယ်ဘေကေဘေကာလာကသပြီးဒုက္ခတဲ့မသိဘူးသို့တော်လည်းပဲဦးဇင်းတို့နိုင်ငံမှာဒီလိုပြုလုပ်မှုတွေကြောင့်တကယ်အနေအကင်းငယ်လားဒါတွေကိုလည်းတွေးတောကြမှာဖြစ်ပါတယ်နောက်တစ်ခုကနှစ်စဉ်နှစ်စဉ်ဦးဇင်းတို့မြန်မာနိုင်ငံမှာအတန်မဆဲမဟာပဋ္ဌာန်းရုပ်ဖတ်ပူဇော်ပွဲကြီးတွေလည်းပြုလုပ်ကျင်းပကြပါတယ် ဒီအတမတဲ့မှာပထမရပ်ပူတော်ပွဲတွေဆိုတနေကံလုံးအတိုင်းတာနဲ့ကြည့်မယ်ဆိုလို့ရှိရင်ဥဒုနိုင်ငံမှာတည့်ရမပြတ်နိုင်ပါဘူးဘောင်းသူဟိုတရွာကခုနှစ်ရက်လှုပ်လိုက်ဒီတမျိုးကခုနှစ်ရက်လှုပ်လိုက်ဟိုတရွာက၁၄ရက်လှုပ်လိုက်ဒီတမျိုးက၄၅ရက်လှုပ်လိုက်အစာရည်တည်ဖြင့်နေရာတိုင်းမှာနေရာတိုင်းမှာလှုပ်တဲ့အခါမှာစစ်တမ်းတရားကောက်ကြည့်မယ်ဆိုလို့ရှိရင်တော့ဥဒုရဲ့နိုင်ငံမှာအတမတဲ့မှာပထမရပ်ပူတော်ပွဲလှုပ်တဲ့စံချိန်ဟာနေ့စဉ်လှုပ်နေတယ်နေ့စဉ်ရပ်ဖတ်နေကြတယ်လို့ဒါ စစ်တမ်းကောက်ပြည်မယ်ဆိုတွက်ကြည့်လို့ရပါတယ်ဆိုတော့အဲ့ဒီနှစ်စဉ်ရွတ်ပတ်နေကြတဲ့အတမတဲ့မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲတွေကိုပြန်ကြည့်တော့လေပဲဘယ်ချစ်ခစ်ဘယ်ခါကလုတ်ခဲ့ကြတယ်မသိဘူးဦးသင်းတို့အဖိုးဖွားတွေလက်ထက်ကလေးကလုတ်နေကြတဲ့ကျင်းပနေကြတဲ့မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကြီးတွေပဲပြုလုပ်ကြခြင်းရဲ့ရည်ရွယ်ချက်ဟာဦးသင်းတို့ရဲ့နိုင်ငံမှာမင်္ဂလာတွေဖြည့်သွားဖို့အနေရတွေကင်းသွားဖို့ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဆိုတော့ဒီနေ့ဒီအချိန်ထိဦးသင်းတို့နိုင်ငံဟာအနေရကင်းကြလား ဒါကိုတွေးတောကြရမှာပါတကယ်လို့သာဒီပိယတရားတော်တွေဒီပဋ္ဌာန်းတွေရွတ်ချင်းကြောင့်အန္တရာယ်တွေကင်းမယ်ဆိုလို့ရှိရင်ဥဒ္ဓနုနိုင်ငံမှာနာဂစ်မုန်တိုင်းနဲ့ကြုံတွေ့เสียအကြောင်းမရှိပါဘူးဥဒ္ဓနုနိုင်ငံမှာရေကြီးလို့ဘေးအန္တရာယ်တွေကြုံတွေ့နိုင်เสียအကြောင်းလည်းမရှိပါဘူးငလျင်ဘေးဒဏ်တွေလည်းကြုံတွေ့နိုင်เสียအကြောင်းမရှိပါဘူးတကယ်အန္တရာယ်ကင်းမယ်ဆိုရင်ပြောတာပါကြုံတွေ့နိုင်เสียအကြောင်းလုံးဝမရှိဘူးအခုတော့ ဒီလိုအန္တရာယ်တွေနဲ့မကဘဲနဲ့လူတွေလှုပ်တဲ့စစ်ဘေးအန္တရာယ်တွေဟာအကုန်လုံးကြုံတွေ့နေရတာဖြစ်ပါတယ်။ဒါဆိုလို့ရှိရင်ဒီပိရိတ်တွေယွတ်နေရတာပဋ္ဌာန်းတွေယွတ်နေရတာပိရိတ်တရားတွေနာကြနေရတာပဋ္ဌာန်းတရားတွေငွေကုန်ကြေးကြခံပြီးနာကြနေရတဲ့အရာဒီအန္တရာယ်ကင်းဖို့လှုပ်တယ်ဆိုလို့ရှိရင်တော့ဒီလမ်းတင်ဟာမှားယွင်းနေပြီဆိုတာကိုဦးဇင်းတို့စဉ်းစားကြရတော့မှာပါ။ကောင်းပြီ။ဒါဆိုလို့ရှိရင်ဒီအန္တရာယ်တွေကိုဘယ်လိုကင်းအောင်လုပ်ကြမလဲ။ဒီလိုအန္တရာယ်တွေကဘာကြောင့်ဖြစ်တယ်လဲ။ ်ဒါတွေကိုဦးသူတို့တွေးတောကြရမှာဖြစ်ပါတယ်။အန်ရည်လို့အမည်တက်လို့ရတာမှန်တယ်များဦးသူတို့နိုင်ငံမှာကြုံတွေ့နေရတာဖြစ်ပါတယ်။ပြည်သူတွေဒုက္ခဆင်းရဲအမျိုးမျိုး ရောက်နေတာဖြစ်ပါတယ်။ဘာကြောင့်ဖြစ်တာလဲ။ဦးသူတို့ဒါတွေးဖို့လိုပါတယ်။ငလင်းလိုအန်ရည်ဆိုလို့ရှိရင်တော့ထားလိုက်တော့ငရင်ငလင်းနှုတ်လို့ကြုံတွေ့လာတဲ့ဘေးအန်ရည်နောက်ဆက်တွဲစိုးကျိုးတွေတိုက်တွေပြီလို့ပြိမ့်မိနေတဲ့သူတွေအချိန်မီမကယ်ထုတ်နိုင်ရင်ဒါအသက်အန်ရည်တွေဖြစ်လာကြမှာပဲ။ဒီတော့ ကောင်းမွန်တဲ့အစိုးရတွေလက်ထက်မှာဆိုလို့ရှိရင်ဒီလိုငလျင်အန္တရာယ်တွေကြုံတွေ့လာတယ်ဆိုလို့ရှိရင်လက်တလောပိတ်မိနေတဲ့သူတွေကိုအ мян သောကယ်တင်နိုင်ရမှာဖြစ်ပါတယ်ကောင်းမွန်တဲ့အစိုးရမဟုတ်တဲ့ပြည်သူကိုမျက်နာမမူတဲ့ကိုကျိုးကိုယ်တာကြည်နေတဲ့အစိုးရအမိခံထားတဲ့အာဏာလွတ်ယူထားတဲ့သူတွေရဲ့လက်ထက်မှာတော့ဒီနေ့ဒီချိန်မှာဆိုရင်ကြည်လေသခိုင်းမှာမန္တလေးမှာမသေးသေးမဲနဲ့တည်ကြည်သွားကြရတဲ့ကလေးတငယ်တွေကျောင်းသားပြည်သူတွေယဟန်တန်ကတိအများကြီးဒါမျက်မျက်ဒိဋ္ဌကြုံတွေ့နေတာဖြစ်ပါတယ် ီလိုအနေရတို့ဒီဘာကြောင့်ဖြစ်တယ်လဲဆိုတာကိုဦးဇင်းတို့အဖြေထုတ်ကြရမှာပါနောက်တစ်ခုကမှုန်တိုင်းအနေရမှုန်တိုင်းအနေရဆိုလို့ရှိရင်ဦးဇင်းတို့ကြိုတင်ပြီးတော့မှတွက်ဆနိုင်တယ်သိနိုင်တဲ့အနေရမျိုးပါဒီလိုအနေရမျိုးကိုတကယ်ပြည်သူတွေကိုမျက်နာမူတဲ့အစိုးရတွေလက်ထက်မှာဆိုရင် ကြိုတင်ကာကွယ်မှုတွေပြင်ဆင်မှုတွေပြုလုပ်ဖို့အများရန်စော်ဩပါတယ်အခုဖက်စစ်စစ်တပ်မရင်တပ်လက်ထက်တွေမှာဆိုလို့ရှိရင် ဒီလိုစော်အောင်မှုတွေမရှိဘူးနာကစ်မုံတိုင်းကြီးကဦးသိန်းတို့အဓိကတက်တွေပဲဖြစ်ပါတယ်ဒီလိုအနေနဲ့ကြုံတတ်ရခြင်းဒီတာဦးသိန်းတို့ရဲ့ပြည်သူကိုမျက်နာမမူဘဲနဲ့ကိုယ့်ရဲ့ကိုကျိုးအတ္တကိုသာကြည့်ပြီးတော့မှအာနာကုံမတရားလွတ်ယူထားတဲ့သူတွေလက်ထက်မှာအများဆုံးဖြစ်တာဖြစ်ပါတယ်ဒီတိုင်းပဲရေပြီးအနေနဲ့ကြုံကြလာတဲ့ NND အစိုးရလက်ထက်မှာဒီလိုရေပြီးအနေနဲ့ကြုံကြလာတဲ့အခါမှာမုံတိုင်းအနေနဲ့ကြုံကြလာတဲ့အခါမှာဘလို့တွေဆောင်ရွက်ခဲ့ကြသလဲနော်အခုလက်ရှိ ဖက်သစ်စစ်တပ်မရင်းတပ်လက်ထက်မှာလည်းပဲရေဘေးအန္တရာယ်မုံလဲအန္တရာယ်တွေဒီငလင်းအန္တရာယ်ပါတော့ထပ်ဆောင်ပါလာသေးတယ်ဘလို့ဆောင်ရွက်ခဲ့ကြသလဲဒါတွေကိုဦးသိန်းတို့တွေရှင်တွဲပြီးတော့ကြည့်ကြမှာဖြစ်ပါတယ်နောက်တစ်ခုကလူလုတ်တဲ့စစ်ဘေးအန္တရာယ်တွေအငတ်ဘေးတွေယောဂဘေးတွေဒါတွေပေါ့ဒီရဲ့အန္တရာယ်တွေဟာဘာကြောင့်ဖြစ်တယ်လဲဆိုလို့ရှိရင်လောဘကိုအခြေခံထားတဲ့သူတွေအာနာပါဝါကြီးစိုးလာခဲ့လို့ဒီအန္တရာယ်တွေဟာကြုံကြိုက်လာတာဖြစ်ပါတယ် ဒီတော့ဒီလိုအာဏာမျိုးတွေကိုဖန်တီးတဲ့သူတွေကိုဦးသိန်းတို့တွေဖယ်ရှားကြရမှာပဲဖြစ်ပါတယ်မိမိကိုနိုင်ကမိမိကိုနိုင်ရဲ့အပြုအမူအပြောအဆိုအကြံအစီတွေဟာပြည်သူလူထုတွေဒါမှမဟုတ်မိမိရဲ့ပတ်ဝန်းကျင်မိမိရဲ့မိသားစုမိမိကိုယ်တိုင်စိုးကျိုးတက်ရောက်မှုတွေဖြစ်လာနိုင်တယ်ဆိုလို့ရှိရင်မိမိကိုယ်ကိုမိမိဆုံးမပြီးပြုပြင်ကြရမှာပါဒီတိုင်းမဲ့မိမိပတ်ဝန်းကျင်ကတဦးတယောက်သောသူကပြုလိုက်တဲ့ အပြုအမူပြောဆိုလိုက်တဲ့အပြောအဆိုကြံစည်လိုက်တဲ့အကြံအစီတွေဟာမိမိအပေါ်ရောမိမိရဲ့ပတ်ဝန်းကျင်ရောသူ့အပေါ်ရောကောင်းကျိုးတွေမရနိုင်မဲနဲ့ဆိုးကျိုးတွေပဲရနိုင်တဲ့အကျိုးမဲ့တွေဖြစ်စေနိုင်တယ်ဆိုလို့ရှင်အဲ့ဒီလူကိုဦးဇင်းတို့တွေဟာတွင်တင်ရမယ်ဆုံးမရမယ်လက်တွဲခေါ်ရမယ်ဒါမှမဟုတ်လို့ရှင်ရင်ဒီအကုသို့မှုတွေမပြုလို့နိုင်အောင်ဦးဇင်းတို့တွေတားမြစ်ကြမှာပဲဖြစ်ပါတယ်ဒါမှသာလျှင်ဖြစ်လာမယ့်အန္တရာယ်တွေကိုကြိုတင် ကာကွယ်တယ်လို့ဖြစ်မှာဖြစ်ပါတယ် ဂါထာတွေရွတ်မာနန်တွေရွတ်ပြီးတော့မှကာကွယ်လို့မရပါဘူးဒီနေ့ဥသရနိုင်ငံမှာကြုံတွေ့နေရတဲ့ဒုက္ခပေါင်း16000ဒီအာနာကို မတရားရယူထားတဲ့အာနာယုစိမိတ်သာစစ်ဘလူးတွေရဲ့အပြောအဆိုအလုတ်ကံအကြံစီတွေကြောင့်မကောင်းကျိုးတွေဒုက္ခတွေတက်ရောက်နေတာဖြစ်ပါတယ်ဒီတော့ဒီဒုက္ခတွေကနေလွတ်မြောက်ဖို့အတွက်ဥသိန်းတို့တွေဟာပြည့်တွေရွတ်နေလို့မရပါဘူးပဋ္ဌာန်းတွေရွတ်နေလို့မရပါဘူး ဒါတွေကိုဖန်တီးတဲ့သူတွေကိုဦးဇင်းတို့တွေပယ်ရှားကြရမှာဖြစ်ပါတယ်။ဒီနေ့ဓမ္မသူရဲကောင်းတွေမြန်မာနိုင်ငံကြီးအနေရကင်းဖို့အတွက်လက်တွေ့ကြကြပယ်ရှားနေကြတာဖြစ်ပါတယ်။မိမိတို့ကဘယ်နေရာဘယ်ရှုထောင့်ကနေဘလို့ပါဝင်နေသလဲဒါကို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 ပြန်မေ့ကြည့်ပါ။အနေရပြုတ်တဲ့သူဘက်ကပါဝင်နေသလားအနေရကင်းအောင်ဖယ်ရှားနေတဲ့ဘက်ကပါဝင်နေသလား အန်ရကင်းအောင်ဖယ်ချနေတဲ့ဘက်ကပါဝင်တဲ့အခါမှာငါဘယ်ထောင်းကနေမှပါဝင်နေတယ်လဲဒါမျိုးတွေကိုဦးဇင်းတို့တွေချင်တွေးကြရမှာပါဒါမှသာလျင်ဦးဇင်းတို့နိုင်ငံဟာအန်ရကင်းတဲ့နိုင်ငံတစ်ခု ဖြစ်လာမှာဖြစ်ပါတယ်မသေးကြမရေရာတဲ့ဂါထာလိုလိုမန္တန်လိုလိုရွတ်ဖတ်ပြီးတော့မှအန်ရကင်းအောင်ပြုလုပ်နေမယ့်အစားတကယ်လက်တွေ့ကြတဲ့အန်ရကိုဖန်တီးနေတဲ့သူတွေကိုဦးဇင်းတို့တွေရှင်းလင်းပယ်ရှားနိုင်မှ အန်ရတကယ်ကင်းမှာဖြစ်ပါတယ်ဟိုကောင်းငင်ကနေမှ ရေတင်နေသွန်းလောင်းယုံနဲ့ဥဒ္ဓုနိုင်ငံအန္တရာယ်ကင်းသွားမှာမဟုတ်ဘူးဆိုတာကိုအလုံးသိဖို့လိုပါတယ်။ဒါကြောင့်ဥဒ္ဓုတို့ဟာအန္တရာယ်ကိုပြုသူအန္တရာယ်ဖြစ်ခြင်းရဲ့အကြောင်းအရင်းမြစ်ကိုသိအောင်စူးစမ်းပြီးတော့အန္တရာယ်ကင်းအောင်ငါတို့တို့ဘလို့စူးစမ်းကြရမလဲဆိုတာကိုစဉ်းစားပြီးတော့အန္တရာယ်ရဲ့တကယ့်အရင်းမြစ်ကိုကိုယ်တိုင်ပါဝင်ဖယ်ရနိုင်ကြပါစေကြောင်းပြောကြရင်းနဲ့ဒီဆွေးနွေးချက်ကိုညီကုန်းကပ်ပါသုံးသပ်ပါတယ်အလုံးကိုကျေးဇူးများစွာတင်ရှိပါတယ်